လာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။တီလဝါဘတ်ဆောင်စိတ်ကန်းစီမံကိန်းကနေဂျပန်ယင်းနီမြုပ်နှံမှုတွေပြန်လည်ရုပ်သိမ်းပါတော့မယ်။စစ်တပ်မှာစစ်တပ်ကတော့အပတ်စဉ်45ကဒုတိယဗိုလ်မှူးကြီး24ဦးကို ပြူဟာမှုရာဥတွေတိုးပေးတဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့မြန်မာနိုင်ငံရန်ကုန်မြို့ကတီလဝါဘတ်စုံစိတ်ကန်းစီမံကိန်းကနေဂျပန်ရင်းနှီးမြှုပ်နှံမှုတွေပြန်လည်ရုပ်သိမ်းတော့မယ်လို့ကာမီဂူမီကုမ္ပဏီလီမိတက်ဆူမီတိုမိုကော်ပိုရေးရှင်းနဲ့တိုတာဆူရှိုတို့ကတရားဝင် အသိပေးကြေညာလိုက်ပါတယ်မြန်မာနိုင်ငံကတီလဝါဘတ်စုံသုံးနိုင်ငံကစိတ်ကန်းစီမံကိန်းကနေနှုတ်ထွက်ရမှာပွင့်လင်းမြင်သာမှုရှိရင်းနဲ့ လူခွင့်ရေးစက်နှုံးတွေကို လေးစားလိုက်နိုင်ရေးအတွက်ဂျပန်ယင်းနီမြုပ်နှံသူတွေကိုဂျပန်နိုင်ငံနဲ့မြန်မာနိုင်ငံအရက်ဖွဲ့အဖွဲ့အစည်းတွေကတောင်းဆိုထားပါတယ်။ကာမီဂူမီကုမ္ပဏီမိတဲ့ဆူမီတိုမိုကော်ပိုရေးရှင်းနဲ့တိုတာဆူရှိုတို့ကစင်းဖြတ်သိမ်းမှုတွေကိုစတင်လှုပ်ဆောင်နေပြီလို့လည်း Justice for Myanmar JFN ထံကိုအတည်ပြုပြောဆိုထားပါတယ်။ဒီလိုအသိပေးလာမှုအပေါ်ကို Justice for Myanmar JFN ကမနေ့ကကြေညာချက်ထုတ်ပြန်ခဲ့ပြီး တိလဝဘတ်ဆောင်သုံးနန်းလကစိတ်ကန်းစီမံကိန်းကဂျပန်စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအဖွဲ့အစည်းတွေနှုတ်ထွက်တော့မယ်လို့တရားဝင်အသိပေးလာတယ်လို့လည်း GFN ရဲ့ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။တိလဝစိတ်ကန်းစီမံကိန်းကိုမြန်မာနိုင်ငံအတွက်ဂျပန်နိုင်ငံတရားဝင်ဖွံ့ဖြိုးရေးအကူအညီ ODA ရဲ့အစိတ်အပိုင်းဖြစ်တိစောက်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။စာချုပ်ပါနှုတ်ထွက်မှုမှာနိုင်ငံဆောင်စီးပွားရေးလုပ်ငန်းကြီးတွေအတွက် OECD လက်ညွန်ချက်တွေနဲ့စီးပွားရေးနဲ့လူခွင့်ရေးဆိုင်ရာကုလသမဂ္ဂလမ်းညွန်အခြေခံမှုတွေအပါအဝင်နိုင်ငံတကာလူခွင့်ရေးစံနှုန်းတွေနဲ့ဘယ်လိုကန့်ညီမှုရှိကြောင်းအသေးစိတ်အချက်အလက်ပေးအပ်ခဲ့တာမရှိသေးဘူးလို့လည်း GFN ကထောက်ပြထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမဲခေါင်ဝက်ကအမှုဆောင်ဒါရိုက်တာဖြစ်သူယူကာကီကူချီကလည်းကုမ္ပဏီတွေနဲ့အစိုးရအဖွဲ့အစည်းတွေအနေနဲ့သူတို့ရဲ့ထွက်ခွာမှုက စိယစုဓမ္မမို့စစ်တပ်ခရိုနီတွေအတွက်ဗန်နငွေဆိုင်ရာအကျိုးမြတ်မရရှိနေအောင်လှုပ်ဆောင်ဖို့တာဝန်ရှိနေတယ်လို့လည်းပြောပါရတယ်။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကတော့လူခွင့်ရေးလေးစားလိုက်နာမှုမရှိတဲ့ပြည်စလွယ်နှုတ်ထွက်မှုတွေကရက်ဆက်ကြမ်းကြုတ်မှုကြီးတွေမှာလောင်စာ ဖြစ်ပေးနေတဲ့အနေရရှိပြီးကုမ္ပဏီတွေနဲ့ဂျပန်အစိုးရတို့အနေနဲ့လူခွင့်ရေးဆိုင်ရာစံနှုန်းသတ်မှတ်ချက်တွေနဲ့အညီစီအိုစုရဲ့နိုင်ငံရာရာဇဝတ်မှုတွေမှာ ကျန်ရပါပတ်သက်မှုမရှိအောင်ဘယ်လိုလုံဆောင်နေကြောင်းကိုမဖြစ်မနေထုတ်ပြန်ဖို့လိုအပ်တယ်လို့လည်းပြောပါရရှင်။ ဒီတကမှာတော့အကျန်းဖက်စစ်တပ်အတွင်းစစ်တပ်တော်အပတ်စဉ်55ကဒုတိယဗိုလ်မှူးကြီး G1 တွေကို view ဝမှုရာတို့တွေတိုးပေးလိုက်တယ်လို့စစ်တပ်သတင်းမြစ်တွေကိုကိုကကစီဒီအမ်ဗိုလ်ကြီးစင်ယောကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်လက်ရှိမှာစစ်တပ် view ဝမှုတွေဖြစ်နိုင်ငံတော်ကာကွယ်တပ်ကတို့ကြောင်းစင်းတွေတဲက24ဦးကိုစတင်ရာတို့တိုးခန့်အပ်လိုက်တာဖြစ်တယ်လို့လည်းသိရှိရပါရယ်အဲဒီလို အပြောင်းရွှေ့ကို ပုံမှန်အပြောင်းရွှေ့လို့ယူဆရပါမယ်လဲ သူတို့အရှိကဗျူဟာမှုတွေကတေသွားတာလားကျသွားတာလားအဖမ်းခံရတာလားဘယ်ရောက်သွားတာလဲဆိုတာစုံစမ်းနေစေပဲလို့စီဒီယန်ဗိုလ်ကြီးစင်ရောကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်တချို့ဗျူဟာမှုတွေဟာယာရုဆက်မတက်တော့ဘူးဆိုရင်တချို့ကိုအရက်ပတ်နဲ့အရန်အင်အားတွေကိုပို့တာတွေရှိတယ်လို့လည်းစီဒီယန်ဗိုလ်ကြီးစင်ရောကဆိုပါတယ်လက်ရှိမှာခန့်လိုက်တဲ့ဗျူဟာမှုတွေဟာ G1 စစ်စစ်တွေဖြစ်ပြီးအကြမ်းဖက်စစ်တပ်ရဲ့တက်တွဲမှာဗျူဟာမှုဖြစ်ရဲဥတိုးနိုင်တဲ့ G1 A1 ဂျူဝမ်၃မျိုးရှိပေမဲ့လက်ရှိခန့်အပ်လိုက်တဲ့ပြူဟာမှုတွေဟာဂျီဝမ်ဆစ်စစ်တွေဖြစ်ကြပြီး အကြမ်းဖက်စစ်တရက်တက်တွဲမှာပြူဟာမှုဖြစ်ရာဒူးတိုးနိုင်တဲ့ဂျီဝမ် A1 ဂျူဝမ်၃မျိုးရှိပေမဲ့အခုပြူဟာမှုခန့်အပ်ခံရတဲ့၂၄ဦးမှာတော့ဒုတိယဗိုလ်မှူးကြီးဂျီဝမ်ဆစ်စစ်တွေဖြစ်ကြသလိုဦးစီးရာရှိ ပထမတန်းစစ်ရေး A1 နဲ့ဦးစီးရာရှိ ပထမတန်းစစ်ထောက်ဂျူဝမ်တွေကတော့ ရာထူးမတို့ပဲကြံခဲ့တဲ့အနေအထားမှာရှိနေရလို့လဲ CDM ဗိုလ်ကြီးစင်ရောကပြောပါရရှင်ဒီကမှာတော့စကိုင်းတိုင်းမှာစတင်ချောင်းကိုစစ်တပ်ကလေချောင်းကနေတက်ခတ်တဲ့အတွက်ကြောင့်ကလေးငယ်တွေသေဆုံးမှုအပေါ်ကို ကုလသမဂ္ဂအတွင်းမှူးချုပ်အန်တိုနီဂူတာရက်စ်ကစိုးရိမ်တယ်လို့ထုတ်ပေါ်ပြောဆိုလိုက်ပြီးအကြမ်းဖက်မှုကိုရှုံချကြောင်းကုလသမဂ္ဂကတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။မေလ12ရက်နေ့မှာသခိုင်းတိုင်းတပိန်းမြို့နယ်ကစတင်ကြောင်းကိုအကြမ်းဖက်စစ်တပ်ကလေရင်ကနေဘုံကျဲချခဲ့ပြီးကျောင်းသားကျောင်းသူကလေးငယ်22ဦးနဲ့ဆီယမ2ဦးစုစုပေါင်းလူ24ဦးဟာတည်ဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။ငလင်လောက်ခတ်မှုခံခဲ့ရတဲ့သခိုင်းတိုင်းဒေသကြီးအတွင်းကစတင်ကျောင်းတစ်ကျောင်းကို မြန်မာစစ်တပ်ကအခုလိုလေကြောင်းတက်ခိုက်မှုပေါ်ကိုအထွေထွေတွင်းမှုချုပ်ကစိုးရိမ်ပြီးကြောင်းနဲ့အခုလိုလေကြောင်းတက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေသေဆုံးဒဏ်ရာရှိခဲ့တာဖြစ်တယ်လို့လည်းကုလသမဂ္ဂကသတင်းထုတ်ပြန်ထားပါဗျ။မြင်းကလင်ကြောင့်ကယ်ဆယ်ရေးလုပ်ငန်းတွေအဆင်ပြေချုံးမွေ့စေဖို့အတွက်မြန်မာစစ်တပ်ကအပြည့်အခက်ရက်စဲရေးကိုမေလ31ရက်နေ့အထိတက်တန်းတိုးထားတယ်လို့ကြေညာထားပြီးမှလည်း ဒီဖြစ်စဉ်ဟာဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်လက်ကင်ပဋိပက္ခဖြစ်ပွားနေချိန်မှာစာတင်ချောင်းတွေကိုအကာအကွယ်ပေးရမှာဖြစ်ပြီး ဘုံမကျဲပဲကလေးတွေကိုစာတင်ဖို့စာတင်ချောင်းတွေကလုံခြုံမှုရှိရမှာဖြစ်တဲ့အတွက်အထွေထွေတွင်းမှုချုပ်ကအကျန်းဖတ်မှုပုံစံအလုံးကိုရှုတ်ချပြီးပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေအရရက်သားတွေကိုကာကွယ်ရေးကအဓိကစံတန်ဖိုးဖြစ်တယ်ဆိုတာကိုထပ်မံအတည်ပြုပါတယ်လို့လည်းကုလသမဂ္ဂအထွေထွေတွင်းမှုချုပ်ရဲ့ပြောရေးဆိုခွင့်ပုဂ္ဂိုလ်ကထုတ်ဖော်ပြောဆိုထားပါတယ် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကလည်းတပဲမြို့နယ်ကစာတင်ကျောင်းဆောင်ကိုစစ်တပ်ကလေကျောင်းကနေတိုက်ခိုက်မှုကြောင့်ကလင်းငယ်တွေနဲ့ဆရာမတွေတိုက်ဆုံခဲ့မှုကိုတပ်တွေအထောက်ထားဓာတ်ပုံတွေနဲ့တကွာကုလသမဂ္ဂအထွေထွေတွေးမှုချုပ်ထံကိုတင်ပြလိုက်ပြီးကုလသမဂ္ဂဆိုင်ရာအစည်းအဝေးတွေမှာတရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်ရှင် ဆက်လက်ပြီးတော့စကိုင်းတိုင်းအင်းတော်မြို့နယ်ဟန်နဲရွာစတင်ကျောင်းကိုအကြက်ဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ပြည်သူ့နှုတ်ဦးဟာတည်ဆုံးခဲ့ရလို့အင်းတော် Revolution IR အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။မေလ12ရက်နေ့နေ့လယ်ပိုင်းလောက်ကအင်းတော်မြို့နယ်ဟန်နဲရွာစတင်ကျောင်းကိုအကြက်ဖက်စစ်တပ်ရဲ့တရဲဦးကနေတက်လာတဲ့ Jet Fighter 2စီးနဲ့ ဘုံ၃လုံးကိုကျဲချခဲ့တာဖြစ်ပြီးရော့ကတ်တွေနဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ဂျက်ဘဲစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကျေးရွာစတင်ကြောင်းနဲ့နေအိမ်တွေဟာထိမှန်ခဲ့ပြီးပြည်သူအမျိုးသား၂ဦးဟာသေဆုံးက9ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့တဲ့ပြင်နေအိမ်အဆောက်အုံတွေလည်းထိခိုက်ပျက်စီးခဲ့ရလို့လည်းသိရပါတယ်။အလားတူရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်ကတောင်ဖုတ်ခွဲရွာနဲ့ ဟိုပန်နောက်ရွာကိုလည်းအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တက်ခတ်တာကြောင့်ဖုံကြီးကျောင်းနဲ့နေရင်တွေပျက်စီးခဲ့လို့လည်းအင်းလေးဒေတာလူခွင့်ရေးအဖွဲ့ကပြောပါတယ်ရှင်။ကရင်ပြည်နယ်ရဲ့တရင်တပုတ်ကိုတက်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာအောင်စရစစ်စီရေးတပ်ရဲ့ကာကင်းစခန်းတစ်ခုကို KNL ကသိမ်းပိုက်ရရှိခဲ့လို့သိရပါဗါတယ်။မေလ14ရက်နေ့နေ့လယ်ပိုင်းလောက်က ကော့ဂရိတ်မြို့တဒန်ကူးကျေးရွာနဲ့ရွာသစ်ကုန်းကျေးရွာကြားအာရှလမ်းမကြီးဤအောင်စရစစ်စစ်ရေးတပ်ကာကင်စကန်ကို KNL မဟာမိတ်တပ်တွေကတိုက်ခတ်သိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီကာကင်စကန်ကိုဝိုင်းတွဲလင်းတွေနဲ့ဘုံကျင်းနေတဲ့ကြားထဲကနေအခုလိုတက်ပြီးသိမ်းခဲ့တာဖြစ်တယ်လို့လည်းစီးရင်နေမြေတရင်မြစ်ကပြောပါတယ်။လက်ရှိမှာကော့ဂရိတ်မြို့အနီးဝန်းကျင်မှာ မေလ10ရက်နေ့ကနေ14ရက်နေ့ထိတတန်ကူးရွာရွှေကြက်မင်းကျောင်းနေရာနဲ့ရန်ကုန်ဖုန်ကြီးကျောင်းနေရာတွေကအကြမ်းဖက်စစ်တပ်ကို KNL မဟာမိတ်တပ်တွေကပိတ်ဆို့တိုက်ခိုက်နေတယ်လို့လည်း KNL မဟာမိတ်စစ်ကြောင်းတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ် KNL မဟာမိတ်တပ်တွေရဲ့ထိုးစစ်ဆင်မှုကြောင့်အကြမ်းဖက်အောင်စရာစစ်ကြောင်းရဲ့နောက်တန်းအထိုင်စခန်းရွှေကြက်မင်းကျောင်းနေရာနဲ့ တောတော်ရေတကွန်တောင်ကျောဘက်ကရှေတန်းစစ်ကြောင်းနေရတာကြံ့တော့သလိုစစ်ကူပြက်ရိခါပြက်ဖြစ်နေပြီဖြစ်တယ်လို့လည်း KNL မဟာမိတ်စစ်ကြောင်းတပ်ဖွဲ့ဝင်တွေပြောဆိုကြရသိရပါတယ်ရှင်။ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့ရန်ကုန်တိုင်းလှမ်းတရာမြို့နယ်တမကုန်းဒီချမ်းရီဖက်နဲ့ဆက်ယုံမှာ တရက်လောက်အားခ12000ကျပ်တွန်းပြင်ပေးရအတွက်အလုသမား4000ခန့်ဆန္ဒပြခဲ့ကြရလို့လဲဆန္ဒပြအလုသမားတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။မေလ14ရက်နေ့နေ့လယ်7:00မိနစ်50ကနေစတင်ကညနေပိုင်းအထိလှန်တရာမြို့နယ်တမကုန်းအနီးကစစ်ကောင်စီနဲ့ဖက်ဆက်လောက်ကိုင်းနေတဲ့ချမ်းရီဖက်နက်စက်ရုံမှာအလုသမား4000ခန့်ကဆန္ဒထုတ်ဖော်ခဲ့ကြတာလည်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစက်ရုံကိုစစ်ကောင်စီကအမြဲတမ်းလာရောက်ကြည့်ရှုပြီးစစ်တပ်ကတဝက်ရှယ်ယာပိုင်ဆိုင်တယ်လို့လည်းသိထား ားရကြောင်းအလို့သမားတူဦးကပြောပါတယ်။ဆန္ဒပြရတာဟာလည်းတနစ်ကိုလောအားက9200ကျက်နဲ့အလို့သမားတွေဘယ်လိုမှအဆင်မပြေတာကြောင့်တနစ်လောအားက 12000ကျပ်တိုးပေးဖို့တောင်းဆိုကြတာဖြစ်တယ်လို့လည်းသိရပါဗျ။စစ်ရုံဘက်ကအခုလိုလက်ကတိုးတောင်းတဲ့အပေါ်မှာ9ရက်စောင့်ဖို့ရက်ချင်းပြောပေမဲ့လည်းအလို့သမားတွေကမစောင့်နိုင်တာကြောင့်အဲ့ဒီ9ရက်ကိုဆန္ဒဆက်ပြမယ်လို့လည်းအဲ့ဒီစစ်ရုံမှာအလို့လောက်ကန်နေတဲ့အလို့သမားတူဦးကပြောပါဗျ။အဲ့ဒီစစ်ရုံဟာလှိုင်းတရားမှာအကြီးဆုံးနဲ့အလို့သမားအများဆုံးဖြစ်တယ်လို့အဲ့ဒီ Red Phoenix တွေဟာကမ္ဘာမှာနံပါတ်1အဆင့်ရှိတဲ့ဖနက်စစ်ရုံဖြစ်ပြီးဝန်ကြီးချုပ်တွေစစ်တပ်ကထိပ်ပိုင်းခေါင်းဆောင်တွေမကြာခဏလာကြည့်တဲ့စစ်ရုံတစ်ခုဖြစ် ြစ်တယ်လို့လည်းသိရှိရပါတယ်။အခုအလုသမာဆန္ဒပြပွဲတွေကိုစစ်တပ်ကအကြမ်းဖက်ဖြိုကွင်းလာမှာကိုလည်းလူသမားတွေကစိုးရိမ်နေကြတယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားဖြင့်ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။